Hello အားလုံးပဲမင်္ဂလာပါဖိုးဖိုးမချန်ကနေကြိုဆိုပါတယ်ဆိုတော့လေဘာဦးတင်ပြည်သက်တွေအတွက်တော့အပြောင်းရွှေ့တစ်ခုကစိတ်ချရသွားပြီပေါ့လေ Florian VS ကတော့လေဘာဦးတင်ရဲ့ကစားသမားအသစ်ဖြစ် official ကြီးညာနိုင်ခဲ့ပြီပေါ့ဗျာဆိုတော့လေဘာကူစင်ရဲ့အကောင်ဆုံးကစားသမားတွေက2ယောက်ကိုဒီအပြောင်းရွှေ့တစ်ခုထဲမှာတင်လေဘာဦးတင်ကရအောင်ခေါ်နိုင်ခဲ့ပြီ German frame ပေါင်းနဲ့ကျွန်တော်တို့လက်ရှိ Florian VS တကူကိုခေါ်နိုင်ခဲ့တာ frame ပေါင်းကတော့ကျွန်တော်တို့ကြီးညာခဲ့တာကြာပြီးအခုဆိုလို့ရှင်တော့ Florian VS ကိုသူတို့ကြီးညာခဲ့ပြီဆိုတော့ ဒီကစားမနဲ့ပတ်သက်လို့ကျွန်တော်နည်းနည်းလေးပြောကြည့်အောင်တခုအထူးသဖြင့်ကတော့ပြောင်းရွှေ့ကြီးကဒီဘယ်လိုပြောမလဲ record အနေနဲ့လာတဲ့ခါကျတော့ဒါသူ့အတွက်တော့ဗောနော်ကျွန်တော်တို့တိတ်ပြီးတော့လွယ်မှာတော့မဟုတ်ဘူးပြီးများလေးမှာကအဲ့ဒီပြောင်းရွှေ့ကြီးကိုကျွန်တော်တို့ခဏရေးရှိရှိတုံ့ပြန်နိုင်ခဲ့တာ performance တွေနဲ့ဗောနော်အဲ့ဒီပြောင်းရွှေ့ကြီးကိုမိသွားလာအောင်ဒီလုတ်ပြနိုင်ခဲ့တာဆိုတော့ကျွန်တော်တိတ်ပြီးတော့အများကြီးမရှိဘူးဗောနော်ပရီးမီးယားလေးကနေပြီးတော့ပြောင်းရွှေ့ကြီးနဲ့တခြားအသင်းတွေပြောင်းသွားတဲ့ကစားသမားတွေပဲကျွန်တော်ရှိတာ ပြီးများလေးကိုတကယ် record တွေနဲ့ပြောင်းလာကြတယ်ဆိုလို့ရှိရင်အချိန်ကြီးကောင်းခဲ့တာဆိုလို့ကျွန်တော်ထားပါတော့ဗျာနော်ဘန်တိုင်းတို့ကျွန်တော်ရှိမယ်အလစ်ဆန်တို့ကျွန်တော်ရှိမယ်ဆိုတော့နှစ်ယောက်စလုံးကလည်းလေပါဦးသကစားမားတွေဆိုတော့လက်ရှိ Florian VS ကိုလည်းအဲ့ဒါလိုပဲကျွန်တော်မျှော်လင့်နေအထူးသဖြင့်တော့ဘယ်ပြောင်းလို့ဗျာတကယ်ပေါ့နော်ဂျာမနီဂျာမနီလရွေးစဉ်တင်ကိုအားဖေးအားပေးတဲ့ပြည်သက်တယောက်အတွက်တော့ဟိုကလပ်အသင်းမှာကျတော့လေကိုအခါအသီးဆုံးပြိုင်ဘက်ကိုအကောင်းဆုံးကစားမားလေးတယောက်ကကျွန်တော် ပြောင်းသွားတယ်လက်ရှိ Florian VS ဆိုတာမျိုးက ဂျာမန်ရဲ့ဒီပြီးခဲ့တဲ့နှစ်ပိုင်းဒီတဲလန်နေထဲမှာဆိုလို့ရှိရင်မူစီယာလာတို့ဘာလို့လဲလူတာလုံးဝ finance ကစားမားတွေလို့ကျွန်တော်ပြောလို့ရတယ်သူတပြင်းတော့ဗောနော်ကျွန်တော်တို့ဒီသူတို့ရဲ့ generation ဒီ Timo Werner တို့ဘာလို့ရဲ့နောက်မှာထွက်တဲ့ကစားမားတွေထဲမှာမမဟုတ်ဘူးဒါအကောင်ဆုံးပဲတော့ Florian VS တို့လက်ရှိမှာဆိုလို့ရင်ကျွန်တော်တို့ဒါဂျမဲမူစီယာလာတို့ဟလာသူတို့ရဲ့ရှေ့ရှေ့မှာတော့ Kimmich တို့ဘာလို့ကျွန်တော်တို့ရှိတာဗောလေ Cruz တို့နော်အိုးရှိကတော့ကျွန်တော် ရှိတာဗောအခုနောက်ပိုင်းသူတို့နောက်မှာဆိုလို့ရှင်တော့ လာကျွန်တော်တို့ဗာလဲ Pavlo Beach တို့လူစားမားတွေတို့ဘာတို့ထွက်ပြီးတော့ထွက်လာတာတွေရှိတာဗောလေဒါပေမဲ့ Florian VS ကဘယ်လိုပြောမလဲသူဘာဗာလဲဒီဆိုရင် Bundesliga တို့ဘာတို့မှာစောစောစီးစီးဟိုဘယ်လိုပြောမလဲလုံးဝဘောလုံးဆက်ခုံတွေကိုရောက်လာမှာမရောက်ခဲ့ဘူးတခြားအကြောင်းမဟုတ်ဘူးသူက injury ပြဿနာတွေတော်တော်ကြုံရတယ်ငငယ်တုန်းကဗောနော် injury ပြဿနာတွေကြုံရပြီးတော့စောစောစီးစီးဆိုလို့နာမည်တွေမရခဲ့ဘူးဒါပေမဲ့အခုလက်ရှိနောက်ပိုင်းကျမှကျွန်တော်ရလာတာအသက်ကလည်း22နှစ်ပဲကျွန်တော်ရှိသေးတယ် 22နှစ်ပဲကျွန်တော်ရှိသေးတယ်ဆိုတော့ Florian VS နဲ့ပတ်သက်လို့ရှိရင်အနီးကပ်ကြည့်ဘူးတဲ့တုန်းကပါတယ်ဗျအထူးသဖြင့်တော့ကျွန်တော် Bundesliga လို့ပြောလို့ဆိုလို့ရှိရင်ဒါအသင်း3သင်းရဲ့ပွဲစဉ်တွေအသင်း4သင်းရဲ့ပွဲစဉ်တွေကိုအမြဲတမ်းနှိပါတယ်လို့ကျွန်တော်ကြည့်လေးရှိတယ်ပြောလို့လေဆိုတော့ Germany လေရွေးစဉ်နဲ့တင်းနဲ့ပတ်သက်လို့ပေါ့နော်ဆိုတော့ Florian VS ဟာ Premier League Liverpool တင်းမှာအံဝင်ခွင့်ကြမဖြစ်နိုင်စရာတော့မရှိဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်အမြဲတမ်းပြောသလိုပဲအသင်း3သင်းကဘယ်လိုပြောမလဲအသင်းလိုက်ကြီးရုံးကန်နေရလို့ပေါ့နော် ဖော်လိုက်တဲ့ကစားသမားကလည်းဇီးကြီးရဲ့ကစားသမားတယောက်ဖြစ်တယ်။နော်ရက်ကော့ကြီးတွေနဲ့ကျွန်တော် ဖြစ်တယ်ဆိုရင်သူယုံကန်အောင်ယုံကန်ရလိုက်မယ်။ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့အတင်းတင်းဟာအောင်မြင်မှုတွေပါတယ်ကျွန်တော်ရနေပြီ။အချင်းတွေကောင်းနေပြီ။အဲ့ဒီတဲမှာနောက်ထပ် quality ကစားသမားကောင်းတယောက်ကိုထပ်ပြီးတော့ထည့်တာကအဲ့ဒီကစားသမားတွေအများကြီးဖိအားမရှိဘူး။ကျွန်တော်လေဘာဦးသိန်းဆိုလို့ရှိရင်ဗျာ Florian VS ကိုလိုလားဆိုရင်မနိုင်ပြောရင်မလိုဘူးဗျာ။မလိုဘူး။ဒါပေမဲ့လို့ပေါ့နော်။ပိုကောင်းတဲ့အရာတွေရဖို့အတွက်သူတို့ထည့်တာ။ ာပြီးခဲ့တဲ့ရာသီကကျွန်တော်အနေနဲ့ PSG ကိုသူတို့ပေါ့နော်ဒါဟိုရှုံပြီးတော့ Champions League ကနေထွက်ခဲ့ရတယ်ဒါပေမဲ့လေလို့သူတို့ Premier League မှာ Champion ဖြစ်တယ်ဆိုတော့စီစီ Champion ဖြစ်တဲ့အနေထားမှာ Florian VS ကိုလက်ရှိခေါ်လိုက်တယ်ဆိုတာဒီသူတို့ Premier League မှာ Champion ဖြစ်ရှင်လို့မဟုတ်ဘူးဗျာဟုတ်တယ်မလားသူတို့ထက်ပြီးတော့လူချင်းနဲ့ Champions League တို့ဘာလို့ကိုရကျင်လို့ကျွန်တော်တို့ခေါ်တာ Haaland ကို Manchester City ကခေါ်တာတတိထားမိကြတယ်မလား Haaland ကိုကျွန်တော်ခေါ်လိုက်တော့က Manchester City ကပြည်တွင်းဖလားတွေဆိုတာသူတို့တို့အကုန်လုံးရပြီးသားပဲ ဒါပေမဲ့လို့ပရီးမီးယားလေးယူနိုင်ဖို့အတွက်ဟာလန်ကိုခေါ်တာမဟုတ်ဘူးချန်ပီယံစ်လိဂ်တွေဘာတွေယူဖို့အတွက်ပရီးဒီဟာလန်ကိုခေါ်တာဆိုတော့အဲ့ဒီနောက်ပိုင်းမှာဟာလန်နဲ့သူတို့ကပရီးမီးယားလိဂ်တွေဘာတွေသူတို့ရတယ်အခုလက်ရှိလီဗာပူးတင်းရဲ့ဘက်က Florian VS2 ဘာလို့ကိုခေါ်တာလဲဒီတိုင်းပဲဒီလူစင်းနဲ့လည်းပရီးမီးယားလိဂ်ကယူနိုင်နေတာဆိုတော့ပရီးမီးယားလိဂ်ထက်ရဖို့အတွက် Florian VS ကိုလက်ရှိစံချိန်ကြီးပြောင်းရွှေ့ကြီးပြီးပြီးတော့ခေါ်ခဲ့တာမျိုးကျွန်တော်မဟုတ်ဘူးเนาะဟိုလီဗာပူးကဒီတိုင်းလည်းယူနိုင်နေတာပဲဒါပေမဲ့ Champions League တွေဘာတွေမှာကျတော့ပိုကောင်းတဲ့ကစားသမားတွေလိုတယ် ပို့ပြီးတော့တောင့်တင်းတဲ့ squad တွေကျွန်တော်တို့လိုတယ်။နောက်ပြိုင်ဘက်ကိုကျွန်တော်တို့ဒါအမှန်ကန်ရှင်ကစားနိုင်မဲ့ကျွန်တော်တို့ဒါ quality ကစားမားတွေကျွန်တော်တို့လိုတယ်။ဆိုတော့ Liverpool အတွက် Florian VS ကအဲ့ဒီကစားမားတွေကတယောက်ပဲ။နော်ဟိုဆာလာတို့ဘာလို့စီကနေပြီးတော့ twin goal တွေဖန်တီးမှုတွေကိုကျွန်တော်တို့အများကြီးမှီတင်ရတဲ့အချိန်မှာ Florian VS ကအများကြီးပူကောင်းအောင်လုပ်ပေးနိုင်မယ်။ဆာလာတို့ရဲ့တောင်းဝင်တွေကိုခွဲယူပေးနိုင်မယ်ကစားမား။ဒီနေရာမှာကျွန်တော်တော်တော်လေးဟိုဘယ်လိုပြောမလဲမျောလင့်တာကတော့မျောလင့်နေဆိုတာတဲ့ပေါ့နော်။ ဒီဒီဒီမထင်မှတ်ထားတာတော့အာနီစလော့သူ့ကိုဘယ်နေရာမှာတုံးမလဲပေါ့နော် force nine ပြည်သူ့ကိုတုံးချင်တာလားဒါမှမဟုတ်ဆိုလို့ရှိရင် Louis DS2 ဘာလို့ကိုကျွန်တော်တို့ဖြုတ်ပြီးတော့ Cody Gabo ကိုတိုက်စီကိုထည့်ပြီးလို့ရှိရင် Florian Vies ကို left left midfield မှာထည့်ချင်တာလားအဲ့လိုမဟုတ်ဘဲနဲ့ Dominic Slobodan တို့ဘာလို့လို့ကစားမတွေကိုကျွန်တော်တို့ကအရင်ငုံငုံချပြီးရတဲ့ Florian Vies ကိုကျွန်တော်ထည့်ချင်တာလား flu ကိုပြမင်းဟိုဘယ်လိုပြောမလဲအဲ့လောက်ကြီးတန်ကြီးပေးခေါ်ပြီးတော့အရင်ကုံတော့ထားမှာတော့ကျွန်တော်မဟုတ်ဘူး protein vs quality က အရန်ကူမှာရှိနေရမယ့် quality မျိုးကျွန်တော်မဟုတ်ဘူးဗျာဆိုတော့ Florian Vase ကနေရာတော့ရမှာပဲဒါပေမဲ့ဘယ်နေရာလဲပေါ့ဗျာကျွန်တော်တို့စိတ်ဝင်စားတယ်ပြီးရင်เนาะခဏပြန်ကိုသဘောကြားရတဲ့ exam လေးတွေကတယောက်ဗျာသိလားเนาะ German top talent ဖြစ်နေတဲ့ချီနီမျိုးမှာအဲတကယ်သိတယ်မလားเนาะ Golek လို့လဲ suit down နေအမှန်တမ်းပြောရင်ကိုအင်းနဲ့ကစားတဲ့ပွဲကလွင်းပေါ့ဗျာ channel အင်းနဲ့ပွဲစီတွေမှာမင်းခြေသွမ်းပြပြဿနာမရှိဒါပေမဲ့ကိုအင်းနဲ့တော့မင်းခြေသွမ်းပြနေဟုတ်တယ်မလားเนาะအဲ့လိုမျိုးတော့ suit down ရတာပဲတက်နိုင်ဘူးသိတယ်မလားကိုအင်းကမှမခေါ်နိုင်တာဒါပေမဲ့ ဟိုဒီကစားမလေးတွေလည်းဗျာတော့ကိုခါးသီးတဲ့အသင်းကိုရောက်သွားလို့ဆိုပြီးတော့အိတ်ကြရှုံးတာမျိုးတွေပေါ့နော်ခြေသွင်းမပြတာမျိုးတွေဘာကြီးတိတ်တော့မတွေ့ချင်ဘူးမှန်တမ်းပြောရရင်ကျန်တဲ့ကစားမတွေကျန်တဲ့နိုင်ငံကစားမတွေဆိုလို့ချင်းပြဿနာမရှိဘူးထားအောင်တော့ Florian VS2 ဘာလို့ခြေသွင်းနေကြသွားလို့မဖြစ်ဘူး Liverpool တင်းမှာရုံးကန်နေရလို့ကျွန်တော်မဖြစ်ဘူးဟိုထားပါတော့ Jack Grealish တို့ဘာလို့ကိုသဘောကျခဲ့ဘူးတဲ့တဲ့မှာကျွန်တော်ပါတယ်မှန်တမ်းပြောရရင်ကိုတင်းကိုလည်းအဲ့တုန်းကအမှန်ကန်ပြောင်းလာစေချင်ခဲ့တာအဲ Manchester City ကိုပြောင်းသွားတယ် ကိုမကြိုက်တဲ့အင်္ဂလန်ကစားမလဲကျွန်တော်တို့ဖြစ်အင်္ဂလန်အသင်းရဲ့ကစားမလဲဖြစ်တယ်မန်ချက်စတာစီးတီးရဲ့ပြောင်းသွားတယ်ဆိုတဲ့ခါကျတော့ဒီကောင်အဲ့လောက်တိုင်ပက်သွားတာစိတ်ထဲမှာသိပ်ဘာမှမရှိဘူးတည်တယ်ဂီယူကိုမဆိုင်တော့ဘူးဒါပေမဲ့ Florian VS2 ဘာလို့ကမရဘူးအရေးကြီးတယ်သူတပင်းတော့ World Cup ကတစ်နှစ်ပဲကျွန်တော်ကျင်တော့တာကဘာဖလားကတစ်နှစ်ပဲကျွန်တော်ရဲ့အချိန်မှာအခု Musiala ဆိုလို့ရှိရင်လည်းညကကျွန်တော်တို့ဒီဟိုဗာလဲ Club World Cup ပွဲမှာ Injury ကထက်ကြုံသွားပြန်ပြီနော်အဲ့ဒီအဲ့ဒီဂျန်ယာကြောင့် Nation League Semi Final လို့ဘာလို့မှာဒီ Musiala ပါတော့မပါနိုင်ခဲ့ဘူး တော့ဟိုဒါတိတ်လက္ခဏာကောင်းနေဟုတ်မနေဘူးဆိုတော့ကဘာဘလားကတနည်းလောက်ပဲကျွန်တော်တို့ချိန်မှာ Florian Vies နေပေါ့နော်သူသူ ਨੇ ဘယ်လိုပြောမလဲ Bundesliga တဲ့အများကြီးခက်ခဲတဲ့ league ကိုပြောင်းလာတာဆိုတော့ဟိုတကယ်ပါနော်ခြေသွမ်းပြဖို့ပဲကျွန်တော်မျှော်လင့်တယ်မှန်တယ်ပြောရင်တိတ်ပြီးတော့တိုင်ပတ်သွားတာနေကျွန်တော်ဖြစ်လို့မရဘူးဗျာဂျာမန်ရဲ့လက်ရှိလက်ရွေးစင်အသင်းကိုကျွန်တော်ကြည့်ရင် Nagelsmann တိစောက်နေတဲ့နေရာမှာသူတို့နှစ်ယောက်ကိုအများကြီးဥတည်ပြီးတော့တိစောက်နေတာ เนาะအများကြီးဥတည်ပြီးတော့ကျွန်တော်တိဆောက်နေတာသူတို့နှစ်ယောက်ကိုချိတ်ဆက်ပေးနိုင်မယ်ကစားမပဲကျွန်တော်တို့ကလိုအပ်နေတာဂန်ဒူဝန်ကျွန်တော်တို့ထွက်သွားပြီးနောက်ပိုင်းမှာဘယ်လိုပြောမလို့ဖလော်ရီဗီယက်စ်နဲ့မေဟိုဗာလဲဒီမူစီယာလာတို့ကနှစ်ယောက်ထဲကတစ်ယောက်ကနံပါတ်10လို့ကိုပြင်ဆင်နေရတာတကယ်တမ်းကသူတို့နှစ်ယောက်ကိုကျွန်တော်တို့သာ inside forward ဖြစ်တောင်းမန်အစွန်နှစ်ဖက်မှာတုံးပြီးတော့ဂန်ဒူဝန်တို့ပါတယ်လို့မျိုးချိတ်ဆက်ပေးနိုင်မယ်ကစားမတွေကိုလိုတာအဲ့ဒီကစားမကလောလောဆယ်မှာကောင်းကောင်းကန်းကန်းမရှိဘူးဖြစ်နေတာဒါကြောင့်ဘယ်လိုမူစီယာလာကော Florian Vies ကိုဒီနှစ်ယောက်ကိုအားကိုးပြီးတော့တည်ဆောက်နေရတဲ့လက်ရွေးစင်အသင်းမှာဒီကောင်ကြီးကမကြိုက်တဲ့အသင်းကိုပြောင်းသွားလို့ဆိုပြီးတော့ခြေသွမ်းခြေသွမ်းနေပိုင်းတိုင်ပတ်သွားတာတွေမြင်ရလို့ကျွန်တော်မဖြစ်ဘူးနော်ကဘာဖလားကကျွန်တော်တို့တစ်နှစ်ပဲကျန်တော့တယ်လက်ရွေးစင်အတွက်အင်မတန်ရေးကြီးရယ်ဆိုတော့တခုတော့ရှိတာပေါ့နော် Florian Vies ကျွန်တော်တို့ဒီ Leverkusen မှာတော့ငါလိုမျိုးကောင်းအောင်လုပ်ပြနိုင်မှာလားပေါ့ရှိမှလည်းရုံးကန်ခဲ့ရတဲ့ကစားမတွေလည်းလက္ခဏာတွေတော့ရှိတယ်မှာ Harbers တို့เนาะပြီးလို့ရှိရင်ကျွန်တော်တို့ အဲတီမိုဗာနာတို့ပေါ့အဲမဲ့လို့တကယ်ခြေသွမ်းပြခဲ့ပါတယ်ဆိုတဲ့ကစားမားတွေကလည်းကျွန်တော်ရှိတယ်ဗျာဟုတ်တယ်မလားအဲ့ဒီတော့ Florian Vies အနေနဲ့ Liverpool တင်းလိုမျိုးအရာအားလုံးအထိုင်ကျပြီးသားအသင်းမှာကျွန်တော်တို့ဒီအချိန်ကြီးကောင်းနေမယ်လို့ကျွန်တော်မျှော်လင့်နေကောင်းပါစေလို့ပဲကျွန်တော်မျှော်လင့်နေပေါ့နော် United နဲ့တွေ့တဲ့ပွဲကလွှဲရင်ဆိုတော့ဗာပဲပြောပြောပါပို့ပြီးတော့ခက်ခဲတဲ့ league ကိုသူရောက်လာပြီเนาะပို့ပြီးတော့ခက်ခဲတဲ့ league ကိုသူရောက်လာပြီမီဒီယာတွေက Bundesliga မှာလို့မဟုတ်တော့ဘူးဗျာဒီလားเนาะအထူးသဖြင့် England ဖြစ်တဲ့အတွက် ူဒီပင်ဂျာမနီသားဖြစ်တဲ့အတွက်ပို့ပြီးတော့ဆိုမှာအင်္ဂလန်ကစားမားတွေအင်္ဂလန်မီဒီယာတွေဆိုတာဘယ်တော့မှဂျာမန်သူတွေကိုဂျာမန်သားတွေကိုကြိုက်တာမဟုတ်ဘူးအခုသောမတ်တူချေကိုတော့ကျွန်တော်ကြည့်ပါလားသောမတ်တူချေကိုတော့မှဘသူမှလူချင်းခဲ့ကြတာကျွန်တော်မဟုတ်ဘူးဗျာဂျာမန်လူမျိုးဖြစ်လို့တည်တယ်သူတို့နိုင်ငံလက်ရွေးစင်အတင်းရဲ့အလုပ်ကိုဘသူမှလူချင်းခဲ့ကြတာမဟုတ်ဘူးဆိုတော့ဂျာမန်ကစားမားတွေနဲ့ပတ်သက်လို့ရှိရင်လည်းပဲဘယ်တော့မှအင်္ဂလန်မှာကကျွန်တော်ဒီတိုင်းဒီတိုင်းမထားဘူးတည်လားနော်အခုလက်ရှိကျွန်တော်ဂျက်ဂရီလီစ်တို့ဘာလို့သား နော်ဘာဟိုပေးရတဲ့တန်ကြီးနဲ့မတန်မှုပါ냐ဆိုတဲ့သတင်းတွေဘယ်တော့မှမတွေ့ရခြင်းမတွေ့ရလိမ့်မယ် Florian VS2 တို့ကတကယ်အခြေအနေမကောင်းတာနဲ့အကုန်လုံးကလာကြတော့မှပြိုင်ဘက်ပရိသတ်တွေပဲဖြစ်ဖြစ်နော်ကျွန်တော်တို့လက်ရှိ mainstream media တွေပဲဖြစ်ဖြစ်နော် journalist တွေပဲဖြစ်ဖြစ်ဂျာမန်ကစားသမားဖြစ်တယ်လို့အင်္ဂလန်မှာသူတို့က record နဲ့ရောက်လာတဲ့ player တယောက်လည်းဖြစ်တဲ့အတွက်တခုခုအခြေအနေမကောင်းတာတပွဲလောက်အခြေအနေမကောင်းတာအဆင်မပြေတာတိုင်ပတ်တာနဲ့လာတော့မှဘလောက်ပဲမင်း Florian VS เนาะကျွန်တော်တို့ဟောဖြစ်ပါတယ်ပြောပြောမလွယ်ဘူးပေါ့เนาะ ဆိုတော့ဒါကိုလီဗာပူးတင်းရဲ့ဘက်ကသူတို့မှာပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်တဲ့ရှိရဲ့အတွက်ဖလိုရဲ့ကျွန်တော်တို့ဒါ PR တွေကိုအတူရှော့ချပေးနိုင်ဖို့တော့ကျွန်တော်မျှော်လင့်ရတာပဲဆိုတော့ Florian VS အနေနဲ့လီဗာပူးတင်းရဲ့ကစားမသည်ဖြစ်သွားပါပြီလီဗာပူးတင်းရဲ့ပြည်သက်တီအနေနဲ့ရောဒီကစားမရဲ့နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိကျွန်တော်မျှော်လင့်ထားကြလဲဆိုတော့ဆွေးနွေးကြပါဦးချီချီဝါပြီးတဲ့ညီအစ်ကိုများလုံးကိုကြည်သူများကြီးတင်ပါတယ်